ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ကေသွယ်မိုးပါကေသွယ်မိုးဟုတ်ပြီဟုတ်ကဲ့52နှစ်ပါဆရာကြီးဟွန်းအရွယ်ကောင်းပဲနော်ဟုတ်ထိုင်းမှာပါပယံလောက်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်မျိုးသမီးပယံလောက်တယ်ဟုတ်ကဲ့ဒီဘောလောရတာဘောလုံငန်းသဘောရပြီဆရာကြီးရှင်နဲ့လူငယ်တဲ့10နှစ်ကတဲ့ရင်သားအကျိတ်ခွဲမှုပါတယ်တဲ့ဘယ်ညာပြောလားအဲ့ဒါတော့မပါဘူးဆရာကြီးဟုတ်ပြီခွဲမှုရတယ်ပေါ့ဟုတ် အခုတဲ့2024မှာတဲ့အကျိတ်ကတဲ့နာလို့တဲ့ဆေးရုံပြတော့တဲ့ကင်ဆာအဆင့်လေးလို့ပြောပါတယ်တဲ့အဲ့လိုတော့ပြောလာပြီလားဟုတ်ကဲ့အသေးတဲ့အဆုတ်တဲ့အယိုးအထိပြက်နှက်နေပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်တဲ့တမီးဆရာကြီးရဲ့စာအုပ်တွေတဲ့ဝယ်ဖက်ပြီးတဲ့လိုက်လံဆောင်ရွက်ရမှာတဲ့အသေးနဲ့တဲ့ရင်သားအကျိတ်ကတဲ့ရော့ကြလာပြီအာဝန်တာလိုက်တာ အဆုံနဲ့အယိုးကတဲ့မလျော့လို့တဲ့ဘလို့နေထိုင်ရမလဲအဲအဲ့ဒီအခုစာအုပ်ကညွှန်ကြားတဲ့အတိုင်းရီရီပေါ့နော်ဟုတ်ကဲ့ဆရာကြီးရီရီပေါ့ရီဆိုတက်တက်လုံးလိုက်နာပေးရမယ်ဟုတ်ကဲ့ဆရာကြီးခဏမဟုတ်ဘူးဟုတ်ကဲ့ဆရာရှောင်းဆရာလေးဆရာကြီးပြောရှောင်းဆရာလေးကိုရှောင်းဟုတ်ကဲ့ဆရာကြီးဟိုမှာအကျော်အဆက်တွေကိုရှောင်းရှောင်းဟုတ်အချင်းကားစားမယ်အေးတဲ့အချင်းကားကိုစားဟုတ်ကဲ့ဆရာကြီးပူတဲ့အချင်းကားမစားနဲ့ ဟုတ်ကဲ့ဆရာနော်အဲ့လိုလိုက်နာပေးရင်လည်းတက်တာမှာလိမ့်တဲ့ခါမှာလည်းပဲနတ်သက်ဖြူတောင်းတကြီးတောင်းတကြီးဘုရားကပူတော်မလိမ့်နဲ့ဟုတ်ကဲ့ဆရာတဏ္ဍခကရမဲ့လိမ့်ဟုတ်ကဲ့ဆရာအဲ့လိုလိမ့်အဲ့တဏ္ဍခကရမဲ့လိမ့်တဲ့အခါတိုင်းခါတိုင်းတဏ္ဍခနဲ့ကရမဲ့ကိုတကောတကောရက်ဟုတ်ကဲ့ဆရာနော်ကရမဲ့ရက်တဲ့ခါမှာတော့သတိထားထညင်မစားနဲ့ထညင်နဲ့ကရမဲ့ကအစိတ်ဖြစ်တာဆရာအမြဲတမ်းထားပြောတယ်ဟုတ်ကဲ့ပါဆရာနော်အဲ့လိုဆောင်ရပြီးရင်တက်တာမှာပါလို့ โอเคပါဆရာကြီးတော့လေ့ကျင့်ခန်းလေးတစ်ခုခုမိုးလင်းနေဆိုရင်တဘူတဘာသွားပြီးပြီဆိုရင်လေ့ကျင့်ခန်းလေးတစ်ခုကိုလည်းလှုပ်ရှားပေါ့ဟုတ်ကဲ့ပါဆရာကြီးเนาะလှုပ်ပါအဲ့လိုချွေးလေးစို့လာတဲ့ကြီးလှုပ်ပါလှုပ်တနေကူနေလို့ပေါ့သွားပါပါလို့ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တော့စောင်းတည်တဲ့မှာတော့နေနီးထိုင်နေရအပြည့်အစုံညွှန်ကြထားတာဟုတ်ပါတယ်ပါပါတယ်ဟုတ်ပြန်ဖတ်ပြီးသူလိုက်နိုင်ရအကျိုးရှိမှာပါဘာဆေးတွေဆက်တော့ရမလဲတဲ့ဆေးကတော့ ဆီကတော့အစာလဲဆီဆီလေးအစာပေါ့ဟုတ်ကဲ့ဆရာအခုပြောတဲ့ဓာတ်စာတွေကအဲ့ဒါဆီပဲဆီတွေပဲဟုတ်ကဲ့ပါဆရာနမတိုင်ရင်ဆီကဆီဖော်တာလဲအဲ့အရွက်အသီးရွက်တွေပဲဟုတ်ကဲ့နော်အခေါတို့အမြစ်တို့ဒါဖော်တာဖြစ်ကြအောင်မလို့ဓာတ်စာစားတာကလည်းပဲဆီပါတယ်အောင်လို့ဆရာတို့ကမိဖို့ကြောင့်ကိုဆေးကန်းလို့မြည်စည်းရှင်နေဟုတ်ကဲ့ပါဆရာတွားလို့ရှိရင်ဈေးချင်းတော့ကဈေးချင်းတော့မဟုတ်ဆီချင်းတော့ဖြစ်အောင် ဝယ်ထားဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုပြုပြင်လိုက်လို့ရှိရင်ကိုတည်တာကောင်းသွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစေညီညာ